ချမ်းဖတ်စစ်ကောင်စီရဲ့ဝန်ကြီးဒုဝန်ကြီးအပါဝင်အဖွဲ့ဝင်73ဦးကိုကနေဒါနိုင်ငံကဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်ချမ်းဖတ်စစ်ကောင်စီအဖွဲ့ဝင်များဒုဝန်ကြီးဝန်ကြီး73ဦးနဲ့ဌာနဆိုင်ရာအဖွဲ့3ခုကိုကနေဒါနိုင်ငံအစိုးရကဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်းကနေဒါနိုင်ငံသားကြီးဝန်ကြီးမဲလနီဂျွိုင်းကယနေ့ကြေညာလိုက်ပါတယ် ငင်းချမ်းရီလုံကြုံရီနဲ့တင်းငင်းရီတို့ကိုထိခိုက်စေပြီးလူအခွင့်ရီကိုချိုးဖောက်မှုများကျူးလွန်ခြင်းအတွက်မြန်မာကျမ်းဖတ်စစ်ကောင်စီအဖွဲ့ဝင်73ဦးနဲ့အဖွဲ့အစည်း3ခုကိုဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခြင်းဖြစ်ကြောင်းဒဏ်ခတ်ပိတ်ဆို့ခံရသူများမှာကျမ်းဖတ်စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာဘရွှေဘူချုပ်ကြီးမိုးအောင်ဝန်ကြီးကန်စောဝန်ကြီးကိုကိုလှိုင်း ဆက်သွယ်ဝန်ကြီးဒုဝန်ကြီးဘုံမှုချုပ်လူမွန်ပို့ဆက်ဒုဝန်ကြီးအောင်ကျော်ထွန်းပို့ဆက်ဒုဝန်ကြီးအောင်မြိုင်ကာကွယ်ရေးဒုဝန်ကြီးဗိုလ်ချုပ်ကိုလီစီမံဘဏ္ဍာဒုဝန်ကြီးတန်းတန်းလင်းဒုဝန်ကြီးမင်းထွတ်စစ်ကောင်စီရုံးဝန်ကြီးခွန်တန့်ဇော်ထူးထင်းကျော်သူအောင်ကျော်ဟိုးတို့ပါဝင်ကြောင်းသိရှိရပါတယ်ထို့ပြင်စစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီး ာနအကျန်းဖတ်တက်ရအမှတ်33ခြေလင်းတရင်လို့ကိုလဲကနေဒါကရေးယူဒန်ခတ်ပိတ်ဆို့ဂျောင်းဆက်လက်ကြီးညာထားပါတယ်ဒီကနေ့ထုတ်ပြန်လိုက်တဲ့ပိတ်ဆို့အရေးယူမှုများမှာ၎င်းတို့ကျူးလွန်ခဲ့သည့်စိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုများပုံမူစိုးရွားလာတဲ့အကျန်းဖတ်မှုဖိနှိပ်မှု မတည်ငြိမ်မှုများကို တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လက်ရှိအခြေအနေများကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်အတဲကို ပုံမူဆိုးရွားစေခဲ့ပြီးမတည်ငြိမ်မှုများနဲ့အရက်သားများပေါ်အကြမ်းဖက်မှုများတိုးလာခဲ့ကြောင်းကနေဒါကဆိုပါတယ်2024ခုနှစ်ဒီဇင်ဘာ2ရက်နေ့ကုလသမဂ္ဂရဲ့အစီရင်ခံစာအရအကြမ်းဖက်တပ်ရဲ့တပ်ဖြတ်မှုကြောင့်အရက်သားပြည်သူ6000ကျော်တေဆုံးခဲ့ရကြောင်း2024ခုနှစ်ပထမ၄လအတွင်းအကြမ်းဖက် တက်ရဲ့လေချောင်းတိုက်ခိုက်မှုများကြောင့်ကလေးသူငယ်62ဦးအပါအဝင်ရက်သား359ဦးသေဆုံးခဲ့ပြီးရက်သား956ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရပါတယ်ကနေဒါကလက်ရှိအချိန်ထိမြန်မာစစ်ကောင်စီနဲ့ဆက်ဆက်နေတဲ့လူပုတ်ကို149ဦးနဲ့အဖွဲ့အစည်း62ခုကို